သမကြီးမာကကိုကြားတယ်လို့ဖွင့်တာမဟုတ်ဘူးသူများကြားဖို့ဖွင့်ပေးတာလေအများကြီးပဲနော်သူများကြားဖို့ကျန်တဲ့လူတွေကလည်းဘယ်သူမှသောရကမတက်ဘူး complaint မတက်ဘူးဘမလူမျိုးတွေဟာဒီဘက်မှာတိခဏလားကြိုက်တာလားတော့မပြောတတ်ဘူးနော်တကယ်တိခဏနေတာလားကြိုက်တာလားမပြောတတ်ဘူးအတန်မဆူရရင်မကျေနပ်တာလားမသိဘူးဘာပွဲလေးရှိရှိအတန်ချက်သက်ပါမှဆိုတာမျိုးဖြစ်နေတယ် တကယ်ရောနှစ်သက်မြတ်လို့မှုကောင်းရဲ့လားနှစ်သက်ဖွယ်ကောင်းလားမကောင်းဘုန်းကြီးတို့ကြောင်းမှာတော့ကိုလုံးနိုင်တဲ့နေရာမှာတော့လုပ်တယ်ပွဲရှိရင်ဘာမှမဖွင့်ရဘူးတန်ချက်သက်ဘာတန်ချက်သက်မှမဖွင့်နဲ့ဖះလည်းမဖွင့်နဲ့တရားလည်းမဖွင့်နဲ့တရားကိုလည်းဖွင့်ထားလို့ရှိရင်လူတွေကနာတာမဟုတ်ဘူးလေစကားပြောနေကြတာတရားနာတာမှမဟုတ်တာပဲအဲ့တော့တရားမနာဘဲနဲ့တရားဖွင့်ထားတာလည်းအဓိပ္ပာယ်မရှိဘူး ပဋ္ဌာန်းတွေရွတ်ကြတယ်။သွားကြည့်ပဋ္ဌာန်းနာတဲ့လူကြောက်မှမရှိဘူး။နော်။ကြောက်မှမရှိဘူး။တကယ်စဉ်းစားကြည့်မယ်ဆိုရင်အတိတ်ပဲမဲ့တဲ့အလုပ်တွေကိုလုပ်နေကြတယ်လို့ပဲဒီလိုပဲခံစားရတယ်ဟုတ်ပြီ။သို့သောကိုယ်ပါတတ်နိုင်ဘာတတ်လဲ။သူတို့ကြိုက်လို့လုံးတာလေ။သူတို့ကြိုက်လို့လုံးတာ။သို့သောအဲ့ဒါကိုမညာမတာဝေဖန်ကြည့်သမ်းပါဆိုအတိတ်ပဲရှိရလားဆိုအတိတ်ပဲမရှိဘူး။တကယ်အတိတ်ပဲမရှိုံနဲ့မကဘူး။ဖះအကြိုက်ဆန့်ကျင်နေတယ်လို့ ဒီလိုပဲမြင်ရတယ်ပေါ့တိတ်ဆိတ်ငြိမ်သက်မှုကမြတ်စွာဘုရားရဲ့အကြိုက်ပဲဖြစ်တယ်ပေါ့